အတ္တနေစီပြယံစင်ညာကိုကိုကိုမျက်နှိုးတဲ့တမိုးထားတယ်ဆိုရင်နတ်နံပပိနတန်ယူစီကိုရင်နဲ့နှလုံးထဲမှာမကောင်းတဲ့စိတ်တွေဖြစ်စင်နေတယ်။ဘာကြောင့်တိုက်တွန်းရသလဲဆိုရင်နာဟိတံသူလပံဟောတိဒုက္ခံဒုက္ကတာကရေမဟုတ်တာလုတ်ပြီးကောင်းကျိုးချမ်းသာဆိုတာမရနိုင်ဘူး။မကောင်းတာလုတ်ပြီးအကောင်းရမယ်လို့တော့ဘယ်တော့မှမတွေ့နိုင်ဘူး။ မကောင်းတာလုပ်ရင်မကောင်းတာပဲရမှာပဲကောင်းတာလုပ်မှကောင်းကျိုးရမယ်ဆိုရယ်ကိုယ့်ရင်နဲ့နှလုံးနဲ့မှာကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးစားအထောက်ပါတော့တတ္တမကရိယာကလျာဏနိစ္စယသံ္ပရာယိကပုံညာနိပရာလောကတွင်ပြဋိဌာန်ဟောဒီပါလေကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတတ်တဲ့ကုသိုလ်ကောင်းမှုကြိုးစားပြုပါကိုယ်တိုင်းတာကုသိုလ်ကောင်းမှုပြုပြင်လို့ဆိုတာဟော လူကြီးနေရာမှာကြီးတဲ့ပြောတာပေါ့ကုသိုလ်ကောင်းမှုတွေအစင်းဆက်လိုက်ပြီးတော့ကြည်လိုက်မယ်ငွေကြေးတနာမပါဘဲနဲ့ကုသိုလ်ဖြစ်တာတွေကများတယ်နော်ငွေကြေးတနာအသုံးချပြီးတော့လှူတဲ့ကုသိုလ်တစ်မျိုးငွေကြေးတနာအသုံးချလို့ရတဲ့ကုသိုလ်တွေမှာတော့ចောင်းဆောင်လှူတဲ့ကုသိုလ်ဟာမြတ်ဆုံးလို့အဆောင်ဥပ္ပါလိဆောင်ဥပ္ပါပြီးတော့လှူတယ်များတယ်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်က ုဒ္ဓံတရဏံကိသမိတ္တမန္တရဏမိမိရဲ့ဘဝကိုဖရာကိုအနန္နဲ့တရားကိုအနန္နဲ့တန်ခါကိုအနန္ဖရာအဆုံးမတိုင်နေပါမယ်တရားတိုင်ကျင့်ပါမယ်တန်ခါတွေကိုလူတံမှုဖြင့်ကုသိုလ်ကောင်းမှုလုပ်ပါမယ်ဆိုဒီတရဏဂုံတီးတဲ့ကုသိုလ်ဟာကြောင်းဆောင်လူတဲ့ကုသိုလ်တွေမြင့်မားတယ်တဲ့အဲ့ဒီတဲ့မြင့်မားခြင်းဘာလို့တော့ငါးပါးသီလကိုမကျိုးမပေါ့မပြောင်းမကြားရအောင်တံပိုးထားပြီးတော့ ထိန်သိမ်းဆောင်ရှောက်ပါအဲ့ဒီတဲ့ပို့ပြီးတော့ကုသိုလ်ရရချင်သေးတယ်ဆိုလို့ရှိရင်မေတ္တာပွားပါမေတ္တာတော့ကဘလောက်ထိအောင်လျှော့ဆေးပေးထား တော့ဆိုနန္ဒတရှူလေးတော့ပဲဖြစ်အောင်ပွားကြည့်ပါတဲ့နန္ဒတရှူဆိုတာတဏ္ဍာလေးတွေးထားပြီးတော့လက်လေးတစ်ချောင်းနဲ့တဏ္ဍာလေးကောယူပြီးတော့နှာဝကိုတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးဟာတစ္ဆကံလေးပဲရှိမှာပေါ့နော် အဲ့ဒီအတိုင်းအတာလေးပဲဖြစ်စီတရားအားလုံးအစဉ်ပြေကြပါစေကိုနဲ့ကိုပါဝင်ခြင်းမှာကိုအများပေါ်မှာ မုံထီးတဲ့ဒေါသမဖြစ်အောင်အဲ့ဒီချိန်လေးမှာမေတ္တာပွားပေးပါအဲ့ဒါတော့ပွားရင်တောင်းပါပဲဒီမေတ္တာဘာဝနာကုသိုလ်ဟာခုနကပြောတဲ့တရဏဂုံတည်လာတဲ့ပုံမြင့်မြတ်တည်တယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုဣစ္ဆရာသင်္ကတမတ္တပိအနိစ္စတိညာဘာဝေတိ လက်ဖြစ်တည်းအချိန်ပိုင်းလေးဖြစ်ပါစေကိုယ့်ကိုဆင်ញင်သုံးသပ်လိုက်ပါငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားသွားရမှာပဲအရာခတ်သိမ်းဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘယ်အရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုတဲ့ ส้นสัญญาณนี้จะคือเพียงจุดอะไรบ้างแต่วิบัติหน้าญาณเพียงลูกใครนวสรุปแต่นี่จะข่าวเราตัดียางกูไปเนีปีศิริโอจีแต่นี่จะเรางารูได้ท่ากันยังแต่นี่จะเรางารู้ท่ากันปีศิริไปใช้นาฬีจีบีนั่นลงได้งารูกูไรงาเลยส่งปีศิริงาเลยงารูกูส่งงารู้อะไรปีศิริกูส่ง ဘဝဆိုတာဘယ်ရမှမတည်မြဲပါလားမန္တိမြို့ကြီးတည်ပြီးတော့နန်းတော်ကြီးဆောက်ပြီးနေသွားတဲ့မင်းတို့မင်းကြီးပဲရှောက်တော့ရှိဘူးလေအဲ့ဒါလိုပဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စသင်ညာကိုဆင်ခြင်တုံတရားနဲ့မကြမကြဆင်ခြင်သုံးသပ်ပေးခြင်းအပြင်ဝိပဿနာကုသိုလ်ဖြစ်ပါတယ်အဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည် ကုသိုလ်တွေမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးပဲဒါဖြင့်သောရကတက်မယ်ဆိုရင်လူတွေကအဲ့ဒါတွေတွေးရင်စိတ်ညစ်တယ်ပေါ့နော်အကုန်လုံးထားခဲ့ရမှာဒါတွေတွေးစိတ်ညစ်တယ်လို့ထင်ကောင်းတယ်လေမဟုတ်ဘူးအသိဉာဏ်နဲ့စဉ်းကျင်သုံးသပ်ကြည့်တာအမှန်အကန်ကိုစဉ်းကျင်သုံးသပ်ကြည့်ရမယ်ကြည့်လိုက်ရင်ဘယ်လိုအကျိုးရအောင်ဆိုတွေ့တာမှုတွေယော့သွားတယ်ဒါမှန်မယ်တွေ့တာမှုတွေယော့သွားတယ် ကိုယ်ကိုထာဝရဖြစ်နေတဲ့အတွေးဟာယော့သွားတယ်။ဩငါတို့ကတခဏပါလား။တခဏဆိုတော့ငါတို့အကျိုးရှိတာလောက်အောင်ပါလားဆိုတာဒီအသည့်လေးဝင်လာတယ်။အဲ့ဒီအသည့်ကတန်မိုးရှိတာပြောတာနော်။တွေ့တာမှုတွေကိုရှင်းချနိုင်တယ်။အသည့်နဲ့မှတွေ့တာမှုကိုရှင်းချတွေ့တာမှုရှင်းချနိုင်မှရင်ထဲကတောကဆိုတာရှင်းချလို့ရတယ်။စဉ်းစားကြည့်လေကိုယ်နဲ့မပိုင်တဲ့ပစ္စည်းတွေလည်းဘယ်သူမှတောကမဖြစ်ဘူး။ ကိုမသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတော့ကံဖြစ်ဘူးတော့ကဖြစ်တာကိုနဲ့ခင်မင်းယဉ်နေမှုကိုအကြောင်းပြုတယ်ကိုပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်အဲ့ဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင်တွေ့တာမှုတွေဖြောင်းလိုက်ပါစူးစားပြီးတော့ဘာနဲ့ဖြောင်းမမြဲဘူးဆိုတဲ့သဘာဝတရားကိုဆင်ခြင်သုံးသပ်ပြီးတော့ရှင်းချပြီးဖြောင်းပါလို့ ที่นี่ที่เสียเลยเลยจะช้านี่ไมิใช่หูยังสัตย์ฮะฮอรเนาะ